လစ်ပိဩဝါဒစာခန်းကြီး၃ငယ်၅ကနေ30ဖြစ်ပါတယ်။ငါဒီရှေ့ရမြောက်တော်နေ၌အေးပြားလိချင်းကိုခံရ၏။ဤတိလအမျိုးဘိညာမိန်အနယ်ဖြစ်၏။ဟေပြဲလူမှဆင်းတတ်တော်ဟေပြဲလူစစ်ဖြစ်၏။တရားအားဖြင့်ပါရိရှေဖြစ်၏။စိတ်အားကြီးခြင်းကိုမေးတော်ငါဒီအသိတော်ကိုညင်းဆဲတော်သူဖြစ်၏။ပညာတရားအားဖြင့်ရတော်ဖြောက်မှတ်ခြင်းကိုမေးမြန်းတော်ငါဒီအပြစ်တင်ခွင့်နဲ့ကင်းလွတ်တော်သူဖြစ်၏။တို့တော်လေငါ၏အကျိုးစီးပွားကိုပြုစုတော်အရာရှိသမျှကိုဆုံးရှုံးစေတော်အရာကဲတို့ခရစ်တော်ကြောင့်ငါထင်မဲ့ ထိုမြောက်မကငါဤသခင်ယေရှုခရစ်ကိုတည်တော်ပညာတည်းအဘယ်မြလောက်မျက်တီကိုထောက်၍ခတ်တိုင်သောအရာတို့ကိုရှုံးရှုံးစီသောအရာကဲတို့ငါထင်မှတ်၏တဲ့တိမောသေဩဝါဒစာပထမဆောင်ခန်းကြီးတင့်ငယ်73မှာပေါလုကိုယ်တိုင်ထပ်ပြီးမှဘလို့ပြောလဲဆိုငါဒီကဲ့ရဲ့တော်သူညင်းဆဲတော်သူကြမ်းကြုတ်တော်သူဖြစ်ဘူးတော်လေတစ္ဆာရှိတော်သူဟုထိုသခင်ဒီမှတ်၍ဓမ္မဆရာအရာ၌ခန့်ထားတော်မူ၏ထိုတို့ငါပြုတော်အခါယုံခြင်းမရှိအမှန်မသိပဲပြုတော်ကြောင့်ဂိယုနာတော်ကိုငါခံရပြီ ရှင်ပေါ်လူကိုယ်တိုင်တက်တေခံထားတဲ့ကြမ်းချက်နှစ်ချက်ကိုဖတ်သွားတာဖြစ်ပါတယ်ညီကိုမောင်တို့ရှင်ပေါ်လူအကြောင်းကိုပြောမယ်ဆိုလို့ရှိရင်တော့အရှိကြီးပဲလူရင်းတူရှင်လေးနည်းနည်းရှင်းပြမယ်ရှင်ပေါ်လူကယူဒာတကက်အစ္စရေလအစ္စရေလလူမျိုးအေတေလာလူမျိုးစစ်စစ်ဖြစ်တယ်ဟေဘေးလူမှဆင်းသက်လာတဲ့ဟေဘေးလူစစ်ဖြစ်တယ်ဒါရောမအေဒီလာအမျိုးဆက်နှမျိုးတွေကဘိညာမင်အမျိုးအနွယ်ဝင်ဖြစ်တယ်ရှင်ဘောလူက နောက်ပြီးတော့မှကျွန်တော်အမြဲပြောတယ်ရှင်ဘောလူကဖာရီရှဲလူမျိုးဖြစ်တယ်။ဘာဘယ်မှာသွားမှတွေ့ရလဲဆိုတော့ခုဒီနေ့မနေ့ကျွန်တော်တို့ဖတ်တဲ့ဖိလိပ္ပိဩဝါဒစာခန်းကြီး3ငယ်9ကနေ30တဲ့စကားသခွန်းတွေ့ရတယ်။ရှင်ဘောလူကိုယ်တိုင်ပြောတယ်လေ။တရားအားဖြင့်ဖာရီရှဲဖြစ်၏တဲ့။ရှင်ဘောလူကိုယ်တိုင်ပြောတယ်နော်။တရားအားဖြင့်ငါဟာဖာရီရှဲဖြစ်တယ်တဲ့။ဟုတ်ပါတယ်။ရှင်ဘောလူဟာငကူကဖာရီရှဲဖြစ်တယ်ဖာရီရှဲဆိုတဲ့အတိုင်းကျွန်တော်တို့လူဆိုးပဲလို့မထင်နဲ့ဖာရီရှဲလူကတကယ့် တမဟောင်းပိညာကိုအကုန်လိုက်လျှောက်တဲ့သူတွေဖြစ်တယ်။တီးတက်တမတရားပိညာကိုလိုက်လျှောက်တဲ့တမဟောင်းကဖျားကိုအမြဲမတွေ့မသိယုံကြည်တဲ့သူတွေဖြစ်တယ်။ဆိုတော့ရှင်ပေါလူကလည်းအဲ့လိုပဲဖျားကိုမယုံကြည်တဲ့သူမဟုတ်ဘူးရှင်ပေါလူကလေငကိုရေကငကိုရေကတမဟောင်းကဖျားကိုအကျွင်းမဲ့စက်ကယုံကြည်တဲ့သူဖြစ်တယ်။ ုတ်ပြီနော်ဒါကိုမှတ်ထားမယ်မဟုတ်ရင်ကျွန်တော်တို့ကရှင်ဘောလူပြောင်းလဲလာတယ်လို့ပြောလိုက်တဲ့အခါမှာရှင်ဘောလူကငโกကလူဆိုးလာမဟုတ်ပါဘူးရှင်ဘောလူငโกကဖျားဖျားအမှုတော်မှာစွန်းစွန်းတမန်ထမ်းရွက်နေတဲ့ပါရိရှဲလူမျိုးဖြစ်တယ်ဆိုလိုချင်တာက तू ကတမန်ဟောင်းရဲ့ဖျားကိုလုံးဝအကျွင်းမဲ့ယုံကြည်တယ်ဒါပေမဲ့ तू မယုံကြည်တာကတမန်တစ်မှာရောက်လာတဲ့နှုတ်ကပတ်တော်ဒီလူစားတိကိုခံယူလာတဲ့အခါမှာ तू လက်မခံနိုင်ဘူးယေရှုကို तू လက်မခံတာ तू อ่ะဒီယေရှုကတမဟောင်းရဲ့ဖះမဟုတ်ဘူးလို့ तू အဲ့လိုယတိပြက် तू အဲ့လိုမျိုးဆုံးဖြတ်ထားတယ်ယေရှုကပြောတယ်လေတမဟောင်းကဖះငါပဲလို့ပြောလိုက်တဲ့ခါမှာဖာရိရှဲလူမျိုးတွေကအော်လာလာနာမနာနာမထောင်နိုင်တော့ဘူးဒါဖះကိုပြစ်မှားလိုက်တာပဲငါတို့ကိုးကွယ်တဲ့ဖះကနင်လို့နစ်ကိုနင်ပြောလိုက်တာပဲဆိုပြီးမှသူ့ကိုတတ်ချင်ကြတယ်ဒါကြောင့်လဲရှင်ဘောလူလဲအဲ့ဒီလူထဲကတမျိုးဖြစ်တယ်ဒါကြောင့်လဲရှင်ဘောလူကသူကိုးကွယ်တဲ့ဖះအားဖြစ်ဖះပိုင်းမှာအားကြီးပြီးတော့မှယေရှုကို ကိုးကွယ်တဲ့သူတွေယေရှုနောက်လိုက်တဲ့သူတွေသူကဖမ်းတာဗောဟုတ်တယ်နော်မဟုတ်မကပြောတယ်ဆိုပြီးတော့မှယေရှုနောက်လိုက်တဲ့လူတွေကိုဖမ်းတယ်အသင်းတော်ကိုညင်းဆဲတယ်လူမျိုးတွေကိုတတ်ဖြတ်တယ်ခရိယန်တွေကိုတတ်ဖြတ်တယ်ဒါပေမဲ့ तू ကတော့ဖရားကိုယုံကြည်လို့လှုပ်တယ်ဆိုတော့ခံယူချက်နဲ့လှုပ်နေတာလူဆိုးကြောင့်လှုပ်နေတာမဟုတ်ဘူးနော်ဒါကိုနားလည်ဖို့လိုတယ်ဒါပေမဲ့ကြီးစုတော်ကြောင့်ဓမ္မတက်မြို့ကိုသွားတဲ့အခါမှာဓမ္မတက်မြို့ကိုသွားတယ်ဆိုပေမဲ့လေ तू ကအဲ့ဒီမှာသွားမှခရိယန်တွေကိုဖမ်းဖို့ယေရှုနောက်လိုက်တွေကိုဖမ်းဖို့ဘာကြောင့်လဲ တမဟောင်းကဖယားဖယားကိုစက်ကတ်ခြင်းနဲ့စိတ်အားထက်တန်တဲ့စိတ်နဲ့အဲ့ဒီလူတွေကိုတော့ဖမ်းမှာဟုတ်ပြီနော်ဒါပေမဲ့လမ်းမှာပါဖြစ်လေလမ်းမှာယေရှုကသူ့ကိုအလင်းပြအလင်းပြတဲ့အခါမှာမြင်းပေါ်ကနေသူကြသွားတယ်လို့ကျမ်းစာမှာပြောတယ်ဆိုတော့သူမေးပြီလေအခုအလင်းပြတဲ့သူကဘယ်သူလဲမေးတဲ့အခါမှာယေရှုကိုယ်တိုင်ကဘယ်လိုပြောလဲနင်ညင်းပန်းနှိပ်စက်နေတဲ့သူကငါပဲယေရှုငါပဲတဲ့အဲ့လိုပြောလိုက်တဲ့အခါမှာအဲ့ဒီကိစ္စကြောင့်ပေါ်လူကပါဖြစ်လေ ဝုန်းကနေပေါက်သွားတယ်နားလေသွားတယ်သဘောပေါက်သွားတယ်ဘလို့သဘောပေါက်သွားလဲပွင့်သွားတယ်ဘလို့ပွင့်သွားလဲဆိုတော့အိုးငါကူးကွယ်နေတဲ့တမဟောင်းကဘုရားကဒီယေရှုပဲဆိုပြီးမှ तू နားလေသဘောပေါက်သွားတယ်အဲ့ဒီအခါမှဘာဖြစ်လဲ तू လုံးဝဝ तू ကြံနေသေးတဲ့ဘဝတစ်ခုလုံးကိုအမှုတော်မြတ်မှာပုံအပ်လိုက်တယ်အိမ်ထောင်တော်မပြုတ်ပဲနဲ့ဘာဖြစ်လဲတသက်လုံးဘုရားအမှုတော်မှာတည်တည်တိုင်အောင်အမှုတော်ဆောင်သွားတယ်โอเคနော်ဒါကိုကျွန်တော်ပေါ်လူရဲ့တက်တာကိုလူရင်းတူရှင်းလေးပြောလိုက်တာ ဆိုလိုချင်တာကပေါ်လူကငကိုတွေကပတ်စံချမ်းသာတဲ့သူလည်းဖြစ်တယ်လို့ပညာရှိလည်းဖြစ်တယ်ပြီးလို့ရှိရင်ယာထူးရှိတဲ့သူလည်းဖြစ်တယ်ပညာရှိပတ်စံချမ်းသာယာထူးရှိတဲ့ဘာမှမဆိုပြည့်စုံပြီဒါပေမဲ့ယေရှုခရစ်တော်ကိုတည်သွားတဲ့အခါမှာတဲ့ဒီအရာတွေကသူ့အတွက်ပါဖြစ်လေရှုံးစီတဲ့အရာဖြစ်တယ်တဲ့မစင်ကဲတော့ငါထင်မှတ်တယ်တဲ့ဒီလောက်ထိကိုပြောတာကြီးပေါ်လူကဆိုလိုချင်တာကကျွန်တော်ခရစ်တော်ကိုယလာတဲ့အခါမှာခရစ်တော်ကိုနပတ်သက်ထားတဲ့အရာကိုကျွန်တော်ပြောပြချင်တယ် ပေါ်လူရဲ့တက်တာကနေကျွန်တော်တို့သိတာကသူငကိုရကဲ့ရဲ့တဲ့သူအသိတော်ညင်းဆဲတဲ့သူကြမ်းကြုတ်တဲ့သူဖြစ်ဖို့တော်လဲပဲတခရေရှုခတ်တော်ကသူ့ကိုဂျေဇူးပြုတဲ့အခါမှာသူ့ကိုနားလေလာစေတဲ့အခါမှာ तू ကဘာဖြစ်လဲဓမ္မဆရာအမို့မှာ तू လှုပ်ပြီးတော့မှအမို့တော်မြတ်ကိုဆွမ်းဆွမ်းတမန်ဆောင်ခဲ့တယ်အတိအကျကျွန်တော်ခွန်အားပေးချင်တာကယေရှုခရစ်တော်ကိုယတနာအဖြစ်ထားပြီးမှနပတ်တဲ့နေရာမှာထားတယ် ဒီကနေ့ကျွန်တော်တို့တက်တာထဲမှာပေါ်လူရဲ့တက်တာကိုကျွန်တော်တို့တက်တာထဲမှာဆင်ခြင်မဲ့ဆိုရင်ကျွန်တော်ဘယ်အရာကိုနံပါတ်1ထားတယ်လဲကျွန်တော်တို့ဗာလေဘန်ထဲမှာထည့်ထားတဲ့ပတ်စံကိုနံပါတ်1ထားသလားအာဘန်ထဲမှာငါပတ်စံဘလောက်တူးလာရလဲအနောက်မှာတုံညပင်လုံးရှိလာပြီလေဟုတ်တယ်နော်ကျင်းစာထဲမှာပြောသလိုကျွန်တော်တို့ရဲ့အုပ်ဆက်ဘက်မှာရှိလို့ရှိရင်ကျွန်တော်တို့စိတ်ကအဲ့မှာရှိမယ်ဆိုတဲ့အတိုင်းပဲကျွန်တော်တို့ရဲ့အုပ်ဆာမှာပဲကျွန်တော်တို့ကနံပါတ်1ထားတယ်တခင်ယေရှုကိုမယုံလားဆိုယုံတယ်ဒါပေမဲ့နံပါတ်1မှာမထားဘူးကျွန်တော်ပေါ်လူတက်တာကိုကျွန်တော်ဆင်ခြင်ရမယ်နော်ကျွန်တော်တက်တာအဖြစ် ်ပေါလုရဲ့အသက်တာအားဖြင့်ကျွန်တော်အသက်တာကိုဆင်ခြင်ရမယ်ပေါလုဒီယေရှုခရစ်တော်ကိုယလာတဲ့အခါမှာသူယလာတဲ့အရာအားလုံးသူရှိနေတဲ့အရာအားလုံးကိုအလုံးဝဘာလဲဟိုကသူသူ့အတွက်သူ့အတွက်အကျိုးဖြစ်စေတဲ့အရာဆိုမှသူမစင်းစားတော့ဘူးဒီအရာတွေတော့မှငါ့ကိုရှုံးစေတဲ့အရာဖြစ်တယ်တဲ့ခရစ်တော်ကြောင့်ပါဖြစ်လေငါဒီခရစ်တော်ကိုပဲအဓိကထားတယ်ဒါကိုကျွန်တော်တို့နားလည်ရမယ်ကျွန်တော်တက်တာထဲမှာဘု து ကိုအဓိကထားတယ် ဒါကိုကျွန်တော်ဆင်ခြင်ရမယ်เนาะကျွန်တော်တို့အသက်တာမှာလဲခရစ်တော်ကိုနှစ်ပတ်သက်ထားပြီးမှအမှုတော်မြတ်ကိုဆွမ်းဆွမ်းတမန်ထမ်းဆောင်တော်သူဖြစ်တော့ဖြစ်ဖို့ရင်အတွက်ခွန်အားပေးတိုက်တွန်းလိုက်ရပါတယ်အရောက်ချင်းစီတိုင်းကိုဖရာသခင်တာ၍အလင်းပေးပါစေလမ်းပြပါစေကျွန်တော်ဟောကြားတဲ့သူတွေလဲအတူတူပဲကျွန်တော်တို့အတူတူကခွန်အားရမိပါတယ်ကျွန်တော်ကိုယ်တိုင်ကဟောကြားရင်းနဲ့ခွန်အားရမိတယ်နားထောင်တဲ့သူကလည်းခွန်အားရမယ်လို့ယုံကြည်ပါတယ် အကဲငွေများနားမလဲဘူးဆိုတာရှိရင်ဆရာကောက်ကိုအိုင်မှမင်းမြန်လို့ရတယ်သို့မဟုတ်ဆက်တွယ်မှစူတောင်းခံချင်တဲ့ဆရာကြီးဆိုလို့ရှိရင်လည်းလာပြောလို့ရပါတယ်တခြားမေးခွန်းရှိတယ်ဆိုရင်လည်းတီးတက်လာမေးလို့ရပါတယ်ဒီကနေ့နှုတ်ကပတ်တော်တော့ဒီမှာပဲရက်နာချင်တယ်နားစင်ခံယူသွားတဲ့သူအရောက်ချင်းစီတိုင်းကိုဖယားသခင်တာ၍တာ၍ကောင်းချီးပေးပါစေတော့အာမင်